င်္ဂလာပါဗျအခုဗီဒီယိုကတော့ကျွန်တော် Facebook နဲ့ပတ်သက်ပြီးတော့ sharing ခုလုပ်ပေးမှာဗျ Facebook မှာ blue map ဝယ်သုံးတဲ့ဟာကကိုယ့်အတွက်လုံခြုံမှုရှိလား Facebook ကဘယ်လောက်ထိအာမခံချက်ပေးလဲဆိုတဲ့ဟာကိုကျွန်တော်ဒီဗီဒီယိုလေးမှာရှင်းပြပေးသွားမှာခင်ဗျကျွန်တော်လည်းကျွန်တော် blue map account တစ်ခုကိုကျွန်တော်ဝယ်သုံးမှုတယ်ခင်ဗျအဲကျွန်တော်2023ဒီဇင်ဘာမှာကျွန်တော်ကျွန်တော်ရဲ့အဲ့ account က blue map လျှောက်လို့ရပါတယ်ခင်ဗျကျွန်တော်တို့ကျွန်တော်ရှေ့ရှေ့ဝေးတော့မပြောတော့ဘူးအဓိကကျွန်တော်ပြောချင်တာက ဒီ Facebook ကျွန်တော်သုံးတယ်အဲ့ Blue Man နဲ့ကျွန်တော်သုံးလာတာကျွန်တော်ဒီဇင်ဘာလမှာစသုံး2024ဒီဇင်ဘာဒီဇင်ဘာမှာသုံးတဲ့အကောင့်ကကျွန်တော်2025 sorry 2023ဒီဇင်ဘာမှာသုံးတဲ့အကောင့်က2024ကျွန်တော်6လပိုင်း9လပိုင်းလောက်မှာအကောင့်ကပြတ်သွားတယ်ဗျ။ဘာကြောင့်ပြတ်သွားလဲဆိုတော့ကျွန်တော်အကောင့်ကိုတယောက်ကဝယ်ဟက်တာ။ဝယ်ဟက်တာကကျွန်တော်အဲတုန်းကလိုက်တော့လိုက်ကြည့်တော့ကျွန်တော်အကောင့်ဟက်သွားတာ VNN က VNN ကဗျ။ VNN ဟက်သွားတာ။အဲ့ဒါကိုကျွန်တော်လိုက်ပြီးတော့ Facebook ကို request တွေလုပ်တယ်မျိုးစုံလုပ်တယ်ဗျကျွန်တော် request တွေမျိုးစုံလိုက်လုပ်ပြီးတော့ကျွန်တော်ပြန်ဆဲတယ်မလုံးမအောင်ဆဲလို့မရကျွန်တော်လိုက်လုပ်တာ3-4လလောက်ကြာလုံးမမရမလုံးမအောင်မရတဲ့ခါမှာနောက်ဆုံးမှလုံးဝပြတ်သွားကျွန်တော်အဲ့ blue mark ကောင်းဝယ်သုံးတာဆိုရင်တစ်လောက်ကိုကျွန်တော်15ဒေါ်လာကျော်အာကျွန်တော်14.99ဒေါ်လာ15ဒေါ်လာပဲထားပါတော့15ဒေါ်လာပေးပြီးသုံးရတာဗျလာတိုင်းသူတို့ပုံမှန်ဖြတ်အဲ့ဒါတော့မှကျွန်တော်တို့ဘာမှလုံခြုံမှုမရှိဘူးဗျ Facebook Facebook မှာဒီ blue mark ကတကယ်တမ်းအိတ်ဆွေအပြာကြီးတစ်ခုပဲရှိတာကျွန်တော်ဘာမှ Facebook ကမိတ်ဆွေတို့တောင်းရင်ဖြစ်ရှင်းတာတွေဘာမှမလုပ်ပေးဘူးဗျ ကျွန်တော်အဲ့ blue map ကိုပဲသုံးရတဲ့အကြောင်းရင်းလဲကျွန်တော်ရှေ့ရှေ့မှာကျွန်တော်အကောင့်တွေပြတ်ထားဘူးပဲဗျအကောင့်တော်တော်ဟိုကျွန်တော်နှစ်ကောင့်သုံးကောင့်လောက်ကျွန်တော်ပြတ်ထားဘူးလေကျွန်တော်တစ်ကောင့်နဲ့နှမျိုးသုံးအကောင့်ဆိုရင်ကျွန်တော်နှလုံး၈ခုနဲ့ခရေက၃နဲ့အကောင့်ကျွန်တော်အဲ့ထဲမှာကျွန်တော်ရငယ်ဘွား data တွေအများကြီးရှိတယ်ကျွန်တော် only me နဲ့ကျွန်တော် airband တွေလုတ်ပြီးတော့ကျွန်တော် save ထားတဲ့တပုတ်နေ video တွေအများကြီးရှိတယ်ကျွန်တော်ငယ်ဘွားចောင်းသားဘွားတက်ကတူဘွားတွေမှာရိုက်ထားတဲ့အမှတ်တရလေးတွေပေါ့ဗျာအဲ့ဒါဆိုကျွန်တော်ဘာမှပြန်မရအောင်အကောင့်အဲ့ကောင့်ဆိုကျွန်တော်2080ထဲကသုံးတဲ့အကောင့်ကကျွန်တော်2020မှာပြတ်သွား ဆက်နှစ်တာကာလာလုံးကျွန်တော်အထဲမှာကျွန်တော် data တွေကျွန်တော်ကျွန်တော်ကကျွန်တော်မှတ်ထားတဲ့ဟာတွေအကုန်ပျက်စီးသွားအဲ့တော့ကျွန်တော်ကအခုအဲ့ blue map ဝယ်သုံးရလဲကျွန်တော်အဲ့လိုမပြက်ချင်လို့ဗျာကျွန်တော်ဝယ်သုံးတာဟောငါဒီလိုဝယ်သုံးရင်တော့ငါအတွက်လုံးဝအကုန်လုံးလုံးဝအာမခံအပြည့်ရှိပြီးတော့ငါဘာမှငါဒီကောင်းတော့ပြက်ပြတ်တော့မှာမဟုတ်ဘူးဗျာအဲ့လိုထင်ပြီးကျွန်တော်ဝယ်သုံးတာတကယ်တမ်းညတော့လဲပြတ်တာပဲဗျာကျွန်တော်အဓိကပြောချင်တာကဟို blue map ဝယ်သုံးဖို့လုံနေတယ်လို့အခုချိန်မှာ ေးစီဘာမှမေးစီတို့ Facebook ကတောင်းပန်ဖြည့်ရှင်းပေးရလဲရှိမှာမဟုတ်ဘူးဘာမှဟိုဘယ်လိုပြောရမလဲလုံဟိုလုံညုံမှုလည်းမရှိဘူးဗျာကျွန်တော်တို့အဟက်ခံရတာဗျာကျွန်တော်အကောင့်အဟက်ခံဘလူးမဲအကောင့်ကြီးကိုအဟက်ခံအဲ့တော့ဘလူးမဲဝယ်ဖို့စဉ်းစားနေရမေးစီကောက်ကိုဟိုစဉ်းစားကြအောင်ဗျာကျွန်တော်အဲ့ဒါလေးဟို sharing လုပ်ပေးတာခင်ဗျာလူမကမန်တိုင်းပြောရင်နံပါတ်1ချက်လူမကကျွန်တော်အမှန်ချက်ကြီးပဲမိတ်ဆွေမှာရှိနေမယ် ဒီမှာ mail တွေ Facebook က mail တွေကိုဘာမှတာဝန်ဖြေရှင်းပြမှာလည်းမဟုတ်ဘူးဘလူးမက်ကောင် hack hack လက်ခံရနိုင်တယ်ဗျเนาะမျိုးစုံဖြစ်နိုင်တယ်ပြီးွားရင်ကျွန်တော်တို့ warning sign တွေလည်းပြခံရတယ်ကျွန်တော်အဲ့ဘလူးမက်ကောင်တော့ဆိုရင်ညီ sorry ဝါနေတာဗျာ warning sign မှာကျွန်တော်တို့တက်မှာဟို community guideline နဲ့ကိုက်ညီပါဦးဘာညာဆိုပြီးတော့အဲ့ warning sign တွေလည်း mail တွေထိတာပဲဟိုလက်လို့ဆိုပဲဘာမှလုပ်လို့မရအောင်ဒီတိုင်းကဒီတိုင်းပဲအဲပြီးရင် mail တွေအကောင့်ပြတ်သွားလို့ပြန်လိုက်ရင်လည်းလွယ်ဦးဗျာကျွန်တော်ဆိုဘလူးမက်ကိုလိုက်လို့မရတော့ဗျာအဲ့လေး mail တွေတော့ လာပြီးတော့ sharing လုပ်ပေးရခင်ဗျကျေးဇူးပါ